သုံးရပွားနေပြီးတော့တကြွတထေးဖြစ်လာခဲ့တဲ့ကျွန်မမင်္ဂလာပါရှင် knowledge tv ညီမနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်မဆိုတဲ့ပုံကိုရအခုချိန်မှာတော့အလီဘာဘာကုမ္ပဏီနဲ့တခြားစီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နေတဲ့တထေးတယောက်ပါသူကငင်းစင်ဘွားမှာခက်ခဲကြမ်းတမ်းခဲ့ပြီးတော့ဒုက္ခတွေကိုရင်ဆိုင်ကြောပြတ်ခဲ့ကနောက်ဆုံးမှာတော့ပန်းနိုင်ကိုအရောက်လှမ်းနိုင်ခဲ့တာပါကျွန်မကို1964တရုတ်နိုင်ငံစီးကြမ်းမျိုးမှာမွေးဖွားခဲ့တာပါအဲ့ဒီချိန်တုန်းကတရုတ်နိုင်ငံကကွန်မြူနီဝါဒတွေကြောင့် ဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေရပြီးတော့ကျွန်မတယောက်အင်္ဂလိပ်စာကိုလေ့လာဖို့ဘာသင်တန်းမှမရှိခဲ့ပါဘူး။မော်စီတုံးကောင်းဆောင်တဲ့ခေတ်ကိုရောက်တဲ့ချိန်မှာတော့အခွင့်အလမ်းတွေပွင့်ခဲ့ပြီးတော့နိုင်ငံသားခီးတွားဧည့်သည်တွေဝင်ရောက်လာနိုင်ခဲ့ပါတယ်။ဒါတော့ကျွန်မအတွက်အခွင့်အရေးတစ်ခုဖြစ်ပြီးနိုင်ငံသားသားတွေကိုအခမဲ့ tourist guide လုပ်ပေးနေအင်္ဂလိပ်စာကိုလေ့လာခဲ့တာပါ။ကိုနေတီတီကီလိုမီတာ30စပိန်နဲ့ပြီးတော့ tourist တွေရှိတဲ့နေရာကိုရောက်အောင်သွားခဲ့ပြီးတော့အင်္ဂလိပ်စာကိုလေ့ကျင့်ခဲ့တာပါ။ကျွန်မကပညာရေးမှလည်းထိုးထွင်းနေသူမဟုတ်ပါဘူး။ ကျောင်းသားဘွားမှလည်းမူလာရန်အလဲရန်မှကြာရှုံးခဲ့ပြီးတော့ဟာဗတ်တက္ကသိုလ်ဝင်ကွင်းကိုလည်းဆယ်ကျင်းထိအောင်မှကြာရှုံးခဲ့တာပါအရှုံးမပြတဲ့စိတ်နဲ့ကြိုးစားရင်းနဲ့1988ခုနှစ်မှာတော့ဟန်ဆူတက္ကသိုလ်မှာ BA English ဘွဲကိုရခဲ့တာပါအဲ့နောက်မှာတော့ကျမကလုပ်ငန်းခွင်ဝင်မှုကြိုးစားခဲ့ပြီးမြဲအလုပ်အခု30ရဲ့ညှင်းဆိုခြင်းကိုခံခဲ့ရပါတယ်ဒါမဲ့သူတက်ကြွတဲ့အင်္ဂလိပ်စာကိုအသုံးချပြီးတော့ဘာသာပြန်တဲ့အလုပ်ကိုလုပ်ကင်ခဲ့ပါတယ် 1995ခုနှစ်မှာအမေရိကကိုထွက်ခွာခဲ့ပြီးတော့အင်တာနက်လုပ်ငန်းကိုစတင်ပြီးတော့လုပ်ကိုင်ခဲ့တာပါ။ China Pin ဆိုတဲ့ website တစ်ခုဖွင့်ပြီးတော့လူသိများခဲ့ပေမဲ့အရင်နှစ်မဆိုင်ထုတ်နိုင်တာကြောင့်ဖျက်သိမ်းလိုက်ရပါတယ်။1990ခုနှစ်မှာတော့ဂျမားကသူ့မိန်းမနဲ့တငယ်ချင်း16ယောက်ပေါင်းပြီးတော့အလီဘာဘာလုပ်ငန်းကိုစတင်ခဲ့တာပါ။ရည်ရွယ်ချက်ကြီးမားခဲ့ပေမဲ့အရင်နှစ်မထုတ်နိုင်တာကြောင့်ချင်းနီမြုံနယ်မှုလုပ်ငန်းတွေအားနေပတ်စံနေချီးခဲ့ပြီးမြဲအလီဘာဘာအခြေအနေမကောင်းဆိုပြီးတော့ငြင်းခံခဲ့ရပါတယ်။ ဆက်သုံးနေတိုင်းတိုင်းအငင်းခံရပြီးတဲ့နောက်မှာတော့ Goldman Sachs Company နဲ့ SoftBank ကအလီဘာဘာမှာရှင်းလင်းမြုံနံမှုဆုံးဖြတ်ခဲ့ကြတာပါ။အဲဒီနောက်မှာတော့ جماعه ရဲ့အလီဘာဘာကုမ္ပဏီကအောင်မြင်လာခဲ့ပြီးတော့တရုတ်ပြန်မဲ့ eBay ကုမ္ပဏီကိုကြော်တက်နိုင်ခဲ့ပါတယ်။2003ခုနှစ်မှာ customer တွေငွေပေးချင်ရမှအဆင်ပြေစေဖို့အတွက်အလီဘေးကိုစတင်ပြီးတော့ဆုံးဖြတ်ခဲ့တာပါ။2004ခုနှစ်မှာတော့အလီဘေးကအောင်မြင်ခဲ့ပြီးတော့သုံးဆွဲသူတန်းနဲ့ချီပြီးတော့ရှိခဲ့ပါတယ်။ အဲ့နောက်မှာတော့ယဟူးစီယိုဂျယ်ရီယန်နဲ့ချိတ်ဆက်နိုင်ခဲ့ပြီးတော့ယဟူးကအလီဘာဘာအတွက်မာတီငွေ USD 1 billion ထောက်ပံ့ခဲ့ပါတယ်။2014 American Stock Exchange မှာလည်း USD 25 billion အမြတ်ရခဲ့တာပါ။အလီဘာဘာရဲ့18နှစ်ပြည့်မွေးနေ့မှာဂျမားကိုရိုင်းဝန်ထမ်းနေတဲ့သူဖျော်ဖြေတင်ဆက်မှုတွေပြုလုပ်ပြီးတော့အောင်ပွဲခံနိုင်ခဲ့တာပါဂျမားကအခုချိန်မှာတော့တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးထိပ်တန်းသတိကြီး10ဦးစင်းမှာပါဝင်ခဲ့ပြီးတော့မိသားစုနဲ့အတူတူပျော်ရွှင်တဲ့ဘဝကိုဖျက်ဆီးနေတာပါ တစ်ချိန်ကရှုံးနေမှုတွေများစွာကြုံခဲ့ရပြီးတော့အင်္ဂလိပ်စကားပြောနိုင်မှုနေ့စဉ်ကီလိုမီတာ30စပိန်စီးခဲ့ရတဲ့ဂျမားကအခုချိန်မှာတော့တန်းတရာကျော်ရန်အင်ဂျင်နဲ့အောင်မြင်မှုစီးစိမ်တွေကိုခန်းစားနေနိုင်ခဲ့ပါပြီ။ဂျမားတို့ဘဝလုံးမှာဂိုင်းဆွဲကျင့်သုံးခဲ့တဲ့လက်သုံးစကားကတော့ Never give up ဘယ်တော့မှအရှုံးမပေးနဲ့ဆိုတဲ့စောင့်ပုတ်ပါ။ဂျမားရဲ့ကြိုးစားအားထုတ်မှုတွေနဲ့စိတ်ဓာတ်တွေကလူငယ်တွေအတွက်အတူယူစရာဖြစ်ပြီးတော့အောင်မြင်တဲ့ဘဝတွေကိုတန်လှမ်းနိုင်မှုဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့စိတ်ဓာတ်ကိုအသုံးချနိုင်မှုလိုအပ်ပါတယ်။